နန္ဒောနန္ဒငါဟောတော်အဘိဋ္ဌာပစေနရဲ့မတလာတက္ကတော်ပမောက္ခကျုပ်ဆရာမကြီးနဲ့ဒုတိယပမောက္ခကျုပ်ဆရာမကြီးတို့အားအမှုထား၍ပထမဝင်ဌာနနဲ့ပဝန်းကျင်ဆိုင်ရာလိလမှုပညာဌာနမိသားစုတို့ကဘေဝါဒုလင်္ကနဲ့လူရန်ဝရပြဆက်ကလူရန်ညာနဲ့ရှင်ပါတိလခိုင်စသဖြင့်ကြတဲ့ပမောက္ခကျုပ်ဆရာမကြီးနဲ့ပမောက္ခဌာနပညာရရှိလာတဲ့လူတို့များအားလုံး ဓမ္မဘုဒ္ဓဖြစ်စေဖို့ရတဲ့တရားအတူလေးဟောပြီးတော့ဓမ္မလက်ဆောင်ပြုပါတရားကောင်းစဉ်ကတော့ကိုချစ်သူကိုသာဖြစ်ပါသည်တရားတော်ကိုကျေပြောပါတရားလေးဟောပြန်ပြောအောင်ကိုချစ်သူကိုသာဖြစ်ပါသည်ဘုန်းကြီးဟောမတရားမြဲမဲ့လူများပါသေးလား ။အမြင်လို့ရပါလေ။ဘောကွာကိုဖရာတပည့်တော်ချစ်သူကဘုရားပါဘေဝါပါလို့။ဘာကြောင့်ကြည်လဲမြင်လို့ရပါလေ။အဲ။ကဲကိုချစ်သူကိုသာဖြစ်ပါလေ။ဒီကိုချစ်သူကိုသာဖြစ်ပါသည်ဆိုတဲ့တရားတော်ကိုမြတ်စွာဘုရားဟောတော်မူတဲ့မာလိကတန်ရုပ်ပဒလတောက်တုတ်ကိုချစ်ခံပြီးတော့ဟောမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့တော့ညချမ်းပါ မလိကာမေဖုရားနဲ့ပတိနေရီကောသလဘုရင်မေတ္တရားလို့နှုတ်သားရှိနေတဲ့ချိန်မှာပတိနေရီကောသလဘုရင်ကပြောတယ်မလိကာမလိကာမင်းဘုသူ့ကိုအချစ်ဆုံးမယ်လို့ပြောတော့မလိကာပြောတယ်ဘုသူ့အချစ်ဆုံးအမှန်နဲ့ကိုယ့်ကိုယ်ကိုအချစ်ဆုံးပေါ်တယ်အဲဘုသူ့ကိုအချစ်ဆုံးတယ်လေကိုယ့်ကိုယ်ကိုအချစ်ဆုံးပါတကယ်ကဒီမျောလင်းတဲ့အဖြေကိုမရချဘူး သေးတဲ့ဒီသောတာမယ်။သူမျော်လင့်တဲ့အခြေအမလို့ဖြစ်မလဲ။မျော်လင့်တဲ့ပဲဆိုလည်းပဲသူကမျော်လင့်နေရမှာဘာဖြစ်လို့လဲဆိုတော့သူကမာလိကာဆိုတာပန်းတဲ့ဘဝကနေပြီးတော့မိပြေဆောင်ကြီးဖြစ်လာခဲ့တာစီ။ဒါတော့ပန်းတဲ့ဘဝကဒီမိပြေဆောင်ကြီးအဖြစ်နဲ့ညောင်းဆန်းလာခဲ့တာဆိုတော့သူမျော်လင့်တဲ့အခြေကိုဖြုတ်ပြောမှဆိုပြောစရာမပြောဘူး။ ဘာလို့ပြောတာလဲဆိုတော့မာလိကာဆိုတဲ့အမျိုးသမီးကပန်းတဲ့ဘဝနဲ့ကျင်းနေခဲ့တာပညာရှိတယ်။ဘာရှိတော့ပညာရှိတယ်။ဒါကြောင့်မိဘခေါင်းကြီးဖြစ်တာ။မြတ်စွာဘုရားလက်ထက်တဆူတဆူသောမြတ်စွာဘုရားရဲ့လက်ထက်မှာကြည်ကျယ်မြင့်မြတ်တဲ့အလှူကြီးဆိုတာဝဲတဝဲလို့ရှိတတ်တယ်။အဲ့ဒီအလှူကြီးကိုမဟာအတ္တရိဒါဒါနာလို့ခေါ်တယ်။အဲ့ဒီမဟာအတ္တရိဒါဒါနာအလှူပွဲကြီးကိုကြည်ကျက်နိုင်တဲ့ပညာ အဲ့ဒီမာလိကာရဲ့မှတ်ကြောက်တင်တဲ့ပြညာပေါ့ဆိုတော့အားလုံးဘယင်းတဲ့ညီသူတွေနဲ့ပြိုင်ပြန်ပြီးတော့လူရတယ်အရှုံးရှုံးသွားကြတော့ဘယင်းဘက်ကညီသူတွေကိုမနိုင်ဘူးပေါ့အလှမဒါတော့အားလုံးကဘယင်းဖြစ်ပြီးတော့ရှုံးရမလားဆိုပြီးတော့ဒီပွဲကြီးကိုသူတို့ဘယင်းဆိုတာအတန်စီရနေရမှာပေါ့နော်ဒီပွဲကိုဘသူစီတင်ခိုင်းရမလဲဆိုတဲ့အခါမှာအဲ့ဒီမှာမာလိကာကိုစီတင်ခိုင်းရမယ်ဆိုပြီးတော့သူတို့တွေ အရင်မင်းတရားနဲ့တကွတော့အားလုံးကမိရခေါင်းကြီးကိုဒီပွဲကြီးကိုကြီးကျက်ပြီးတော့စီစဉ်ပေးပါဆိုတာအဲ့ဒီမာလိကာကြီးပြီးတော့စီစဉ်ကြီးကျက်လိုက်တာအဲ့ဒီမှာအကြီးကျယ်ပြင်းပြတဲ့ဘုရားတဆူတဆူမှာမှတ်တမ်းဝင်တဲ့မဟာအန္တရိတကံကအလူပွဲကြီးအောင်ပြမှုတယ်အဲကြောင့်မာလိကာဟာပညာရှိတယ်အဲမှတ်တမ်းတွေမှာရှိတယ်ပေါ့နော်တချို့ကိစ္စတွေမှာကိစ္စတသိအရေးကြီးကတ ိစ္စတတိအရေးကြီးမပြီးနိုင်တာမိမကိုယ်တာတိုင်မြာဟုပညာရှိများအစဉ်ကြားပြီးထင်ရှားမိမဒိဋ္ဌိနိုင်ဆိုအချို့စကားတွေလည်းရှိတယ်ကိစ္စတွေအရေးကြီးတယ်ဆိုရင်ဒုသမီးတွေတိုင်မြာတယ်ဒီဘက်ကတခါကြီးတွေပြောလာဟုတ်လားဘုသူတိုင်မြာတော့မြောသမီးတွေတိုင်မြာတယ်ဘာလို့လဲဆိုတော့မြောသမီးတွေကဖြတ်ထုတ်ညံပေါင်းတယ်နားလိုက်ပါတော့ဒါမှတ်ချက်သောသောဗတိနေနီကောသလမင်းကြီးရတယ် မာလိကဘသူကိုချစ်ဆုံးလဲဆိုတော့ဘသူချစ်ဆုံးမှာလဲကိုကိုကိုချစ်ဆုံးမှာဆိုတော့သူအစင်သူမျောလင့်တာနဲ့ဖြေမရတဲ့အခါအဲ့ဒီညစိတ်ထဲမှာအစင်မပြေဘူးပေါ့အိတ်သွားတယ်အစင်မပြေဘဲနဲ့လည်းများများအိတ်သွားကြတယ်အဲ့တော့မနေ့လေးရောက်ပြီဆိုတော့ကတော့နေကြဘုရားကျောင်းသွားကြတယ်ဘုရားကျောင်းရောက်တဲ့အခါကြည့်အောင်စိတ်ကမပြေကြသေးဘူးတယောက်နဲ့တယောက်ကဒီတော့အဲ့ဒီမှာပတိနေဒီကောသရာမင်းကြီးကဘုရားနဲ့လည်းယဉ်ကျေးတဲ့အခါကျတော့ ဘုရားကိုလျှောက်တယ်ညတပည့်တော်ဗျာညနေရသူ့သွားမေးတယ်မိဖုရားကြီးကိုဘလို့မေးလို့ဆိုတဲ့ခါကျလောကမှာမင်းဘု து ကိုအချစ်ဆုံးလဲလို့မေးတဲ့ခါကျတော့အာဘု து အချစ်ဆုံးမှလဲကိုကိုကိုအချစ်ဆုံးပေါ်လို့ပြောတယ်ဗျာဗျာအဲမာလိကအဲ့လိုဖြေတာဟုတ်သလားဆိုဟုတ်တယ်တပည့်တော်အဲ့လိုဖြေတယ်ဒီတော့ဘုရားကပတိနေဒီကောသလမင်းကြီးကိုမာလိကဖြေတာမှန်တယ်တဲ့ လူတွေဟာကိုယ့်ကိုယ်ကိုချစ်ဆုံးပဲတဲ့ဘယ်သူကိုချစ်ဆုံးမှာဘဝကိုချစ်ဆုံးမှာလို့ပြောတာနေကြတာအိမ်ဟာနေတာတကယ်ကြတော့လူတွေလိုပြောမယ်ဆိုလို့ရှိရင်သူတို့စီကတာယာမှုကြည်မှုတွေရချစ်တော့ပဲဖြစ်ပါတကယ်တော့ဆန်းစစ်လိုက်လို့ရှိရင်ဘူးချစ်ဆုံးပဲဟေးကိုယ့်ကိုယ်ကိုချစ်ဆုံးပဲအဲ့ဒီမှာမြတ်စွာဘုရားကိုယ်ကိုယ်ကိုချစ်ဆုံးဆိုရင်မလိုရမလဲဆိုတဲ့စကားလေးထည့်ပြောပါကိုယ်ကိုယ်ကိုချစ်ဆုံးဆိုတော့တည်သွားပြီ ကိုကိုကိုအချစ်ဆုံးဆိုရင်ဘာလဲမလဲဆိုတော့ကိုချစ်သူဒုက္ခရောက်တာပဲမြင်ခြင်းမလဲပဲတွေ့ခြင်းမလဲပဲခံစားခြင်းမလဲကိုကိုကိုချစ်သူအခက်ခဲတွေပြဿနာတွေတွေ့နေတာလောကသဘောတရားတွေဘူးမှမတွေ့ခြင်းဘူးဘူးမှမခံစားခြင်းဒီတော့ကိုချစ်သူဒုက္ခရောက်မဲ့ဒုက္ခတွေတွေ့ကြုံပါအခက်ခဲတွေပြဿနာတွေအန္တရာယ်တွေမဖြစ်အောင်မလုပ်ရမလဲအာမေရမယ်အမှချစ်ရရောက်မလဲ ဒီတော့ကိုကိုကိုကာကွယ်ရမှာပဲဆိုတဲ့ခါကျကိုချင်းသူကိုတော်ဖြစ်ပါသေးဆိုတော့ကိုကမလူကာမှာပဲလေဆိုတော့အဲ့မှာမြတ်စွာဘုရားဒါလေးဖြစ်ပြောတယ်အတ္တနာစေပိယစင်ညာလက်ခေယနသုတ်ခိတံတိဏမင်းကြထာယာမှာပฏิစက္ကရာပါတိတော်အတ္တနာမိမိကိုပိယနစ်စင်မမုံအချစ်ခင်ဆုံးဝေစေစင်ညာအရာအရာခါခါဝေသာနာထောက်ထားအကယ်ညာနားလေညာနာအတ္တနာတို့မိမိကိုကို သူရက်ခိတာဒုစရိုက်အကြောင်းအရာမဆောင်းပါပဲကောင်းစွာဆောင်းရှောက်တော့ဒီညီလောက်ရခေရကောင်းစွာမတွေ့မိမိကိုယ်ကိုဆောင်းရှောက်ကြရကြည်ကိုယ်ကိုယ်ကိုချစ်တယ်ဆိုလို့ရှိရင်ကိုယ်ဒုက္ခရောက်မဲ့ဟာနေဆောင်းပါတယ်ဒါဆိုရင်ကိုယ်ဒုက္ခရောက်မဲ့အရာတွေကဘာနေလဲဆိုရင်မကောင်းမှုတွေပဲဖြစ်တယ်ဘာနေလဲမကောင်းဘူးဒီလိုဆိုတော့ကိုယ်ကိုယ်တိုင်းပြုမဲ့ကာယကမကောင်းမှုတွေကိုရှောင်ခြင်းရတယ် နှုတ်နဲ့ပြောမယ်မကောင်းမှုတွေကိုလည်းရှောင်ကြဉ်ရမယ်စိတ်နဲ့တွေးတယ်မကောင်းမှုတွေကိုလည်းရှောင်ကြဉ်ရမယ်ဘယ်နှမျိုးလဲသုံးမျိုးအဲ့ဒီသုံးမျိုးကိုရှောင်ကြဉ်မှကိုယ့်ကိုယ်ကိုချစ်ရရောက်ပါလေတဲ့နောက်ကသဘောတရားရကိုသီတာတည်းကိုချစ်သူကိုချစ်သူကိုယ်တော်ဖြစ်ပါသည်ဆိုတာဟုတ်တယ်မှန်တယ်အဲဆိုရင်ဘယ်လိုချစ်ရမလဲဆိုတာသိဖို့လိုတယ်ကဲဘယ်လိုချစ်ရမလဲမကောင်းမှုရှောင်ပြီးတော့ချစ်ရမယ် ူနဲ့ဆန့်ကျင်မဲ့ကိုယံသူကိုမဖြစ်စေနဲ့ပြောကြည့်ပါဦးပါတယ်ကိုယံကိုမဖြစ်စေကိုတစေကိုပြမချောက်စီနဲ့ပေါ့ကိုရေကိုကြောက်တတ်တယ်ဆိုတာပြောလေလားရှိတယ်ပါလားအစိုးရလေအဲ့တော့ကိုယံသူကိုမဖြစ်စေနဲ့ဆိုတာအများကြီးလူတွေဟာကိုယံသူကိုဖြစ်ကြတယ်သစ္စာဘုရားဟောကြားတော်မူထားတဲ့တရားတွေထဲမှာအမိတ်တေနေဝအတ္တနာ သရတိပါလာထုံမေတာအမိတ်တိတေဟောအတ္တတေလူမိုက်တေဟာတဲ့ကိုတိသာနေကိုရသူဖြစ်နေကြတယ်မလို့ဖြစ်ကြတာလဲဆိုလို့ရှိရင်မကောင်းမှုပြုခြင်းဖြစ်ကိုရသူကိုဖြစ်နေကြတယ်အဲ့တော့ကိုတိကာယကမကောင်းမှုကိုလုံးလိုက်တယ်ဝစီကမကောင်းမှုကိုလုံးလိုက်တယ်မနောကမကောင်းမှုကိုလုံးလိုက်တယ်ဆိုလို့ရှိရင်ဘာလို့တာလဲဆိုရင်ယခုတည်းကလုံးလာပြီဆိုတော့ မကောင်းမှုတစ်ခုပြုလိုက်ပြီးကိုယ်ပါရံသူတယောက်တို့လာတယ်။ကိုယ်ရံသူကကိုယ်ကိုမလုပ်တော့ဘူးလေ။ဒုက္ခပေးမယ်။အဲပြဿနာရှာမယ်။အခက်အခဲတွေတွေ့အောင်လုပ်မယ်။ဆင်းရဲအောင်လုပ်မယ်။ဒီလိုဆိုရင်အခက်အခဲတွေပြဿနာတွေတွေ့နေကြတာအခြားကြောင့်လားမကောင်းမှုအကုသို့ကြောင့်လား။အရင်စလိုက်တော့တယ်မကောင်းမှုအကုသို့ကြောင့်ဆင်းရဲတွေတွေ့ကြတယ်၊အန္တရာယ်တွေတွေ့ကြတယ်၊ဒုက္ခတွေတွေ့ကြတယ်၊ပြဿနာတွေရှိကြတယ်။ ဒီလိုဆိုရင်အဲ့ဒီပြည့်ဒုက္ခတွေကိုမရောက်ခြင်းဘာလို့ရမှာလဲဆိုရင်အဲ့ဒီဒုက္ခအဲ့ဒီပြဿနာအဲ့ဒီအခက်အခဲတွေကိုရှောင်ရမယ်။မရှောင်နိုင်ဘာဖြစ်တတ်လဲကိုယ်ရန်သူကိုသာဖြစ်ပါသည်ဆိုတဲ့တိုင်ပဲ။ကိုယ်ရန်သူကလည်းကိုဖြစ်နေတတ်တယ်။ဟောဒုက္ခတွေရောက်ကြတယ်ဒုက္ခရောက်ကြတယ်ဘာသာဆိုးကျိုးတွေပေးတယ်ဆိုးကျိုးတွေပေးတယ်ဆိုတော့အဲဆက်ဆက်ကလူတွေဘာလို့ဒုက္ခရောက်ခဲ့ကြတာလဲဆိုရင်မကောင်းဘူးကြောင့် ခကြောင့်ဖြစ်တာမကောင်းတဲ့ကြောင်းဆိုကြိုးတွေသင်ခဲ့ကြတယ်ဆိုကြိုးတွေသင်ခဲ့ကြတယ်ဆိုတဲ့ပုံစံတွေလည်းပဲဘာလို့ဆိုကြိုးတွေသင်ခဲ့ကြတာလဲဆိုရင်ပုဂ္ဂိုလ်ဘိုးကြောင့်လည်းဆိုကြိုးတွေသင်ခဲ့ကြတယ်ဒီနေရာမှာလည်းမြတ်စွာဘုရားတောပဗုဒ္ဓဆိုတဲ့လူလူကြီးနဲ့ပတ်သက်ပြီးတော့အဲစကားနဲ့ဆောင်ပါမှုတယ်အဲတောပဗုဒ္ဓဆိုတဲ့လူလူကြီးကအလူကြီးပဲအလူကြီးပဲနောက်ဆုံးဘဝဇတ်သိမ်းတဲ့ခါမှလည်းပဲသူကဘဝခွေလို့တည်သွားတယ် ကဲတော့အတူရင်းဆိုတော့ဘောအခက်အခက်ငယ်ရုံးကန်ရကိုစားဝတ်နေဖြစ်ချင်းတဲ့ကာမှာလည်းတောင်းစားပြီးလို့ဖြစ်ချင်းရတယ်ပေါ့အနမ်ဆုံးဘောအနေကိုချုပ်တဲ့ကာလည်းပဲသောသောပြောတယ်နွားခွေပြီးတော့ခွေနေရတယ်အေးအဲ့လိုလူလာတဲ့ယောဂကြီးကိုခံစားရတာကြောင့်လေတောင်းစားတဲ့ဒုက္ခတွေခံစားရတာကြောင့်လေလာတဲ့လူတွေကလက်မခံကျင်တာကြောင့်လေနောက်ဆုံးဒီကုန်းချုပ်မလာတာ ာကြောင့်လဲဆိုတာလည်းတော့သူပြုတ်ခဲ့တဲ့မကောင်းပါဘူးလို့ကြောင်းသူပြုတ်ခဲ့တဲ့မကောင်းပါဘူးလို့အဲ့တော့ဘာလို့ပြုတ်ခဲ့လဲဆိုလို့ရှိရင်အဲ့ဒီမှာဟိုဒုစင်ခါတို့ကတဲ့ဒီပစ္စေကဗုဒ္ဓတပါးကိုဆဲလင်းဆဲခဲ့ဘူးတဲ့ဇတွေးနဲ့ပတ်ခဲ့ပြီးနေတယ်ကဲတခါလဲတောင်းဆိုင်ရတဲ့အတောင်စာမျိုးတောင်းစာမျိုးပေါ့နော်အဲပစ္စေကဗုဒ္ဓပဲပြောပြောဘုရားပဲပြောပြော ဘာလို့တော့ဆိုဆုံးကစားတယ်အဲဆုံးကစားတယ်ဆိုတာအဲစီလျော်တဲ့စကားလုံးကလုံးပြောလိုက်တယ်တကယ်ကြပါလားတောင်းစားလာပဲတို့တော့ခုံရှိတဲ့ပုံပေါ်တွေမှာဆိုရင်ခုံနဲ့လိုက်ပတ်တဲ့စကားလုံးကိုတောင်းတင်တာပေါ့တာမာပုံပေါ်တွေဆိုရင်တောင်းစားနေတာဟုတ်ပြီလို့ယဟန်တန်ကကြတာတောင်းစားတယ်တော့ဘာလို့ခုံရှိတဲ့ပုံပေါ်တွေဖြစ်တဲ့ကြောင့်ခုံနဲ့လိုက်ပတ်တဲ့စကားလုံးဆုံးခံတယ်လို့ပြောကြတာအဲ့ဒါကိုပုံပန်းတဲ့သူကခုံရှိတဲ့ပုံပေါ်ကြီးမှမသိတဲ့နဲ့ တောက်စားတဲ့တောင်းသားကအမျိုးရွယ်ကညောင်စရာကောင်းတဲ့စစ်စုပ်စရာကောင်းတဲ့ဆိုပြီးတော့လူကိုယ်တိုင်းဆဲလဲဆဲခဲ့မှုလေသဘေးနဲ့လည်းအဲ့ဒီပြစ်စကဘုရားပေါ်မှာထွေးခဲ့မှုလေဒါကြောင့်ဘဝအဆက်ဆက်မှာအဲ့ဒီဒုနာရောကဆွဲတယ်သာဝတိပြဿနာအများကြီးခက်ခဲတယ်ပညာရှိသူတော်ကောင်းပြစ်စကဘုရားပေါ်မှာပြင်မစော်ကားခဲ့မှုလေအဲ့ဒါကြောင့်အဲ့ဒါဆိုရင်သူ့ကိုဒုက္ခရောက်အောင်လုပ်နေတာဘူးလဲဆိုရင်ဘယ် လူပဲနောက်ဆုံးနွားငွေခံရပြီးတော့သေတယ်ဆိုတာတကယ်ကျတော့နွားအစ်စ်မဟုတ်ဘူးတဲ့အလားအလူမအဖွဲမလို့မှသူ့ကိုဒီတစ်ခါတည်းခွေတာမဟုတ်ဘူးအဲ့ဒါဘဝပေါင်းကြုံများဆိုတာခွေတတ်ခဲ့တာအဲ့ဒီလူမသူတယောက်တည်းလားဆိုတော့မဟုတ်ဘူးသူနဲ့အဖော်တွေပါတယ်၄ယောက်တော့ပဲအဲ့မြတ်စွာဘုရားတို့မြတ်စွာဘုရားသာသနာမှာတရားတို့လင်းမြန်စွာရပြီးတော့ယဟနာဖြစ်သွားတဲ့ဘာဟိယတာမှုစီရီယာ နောက်ပေါ့သူတာတိဘဲတော့တမ္ပတာတိကလူသားဓမ္မကြီးတို့အခုပြောတဲ့သောဘဗုဒ္ဓနူနာဆိုတဲ့လူလေးယောက်ပါအဲ့ဒါဖြစ်လျာဘဝအတိုင်းမှာဘဝအတိုင်းမှာတော်တော်များများမှာအဲ့ဒီနွားခွေပြီးတော့သိရနွားခွေလဲဆိုတာနွားစင်ပုံဦးတဲ့ဘလူမနွားယောက်မှာသိပြီးတော့ခွေတယ်ဘာလို့လဲလို့ဘလူမလိုက်ပြီးတော့တတ်နေတာလဲဆိုလို့ရှိရင်ဘဝတစ်ခုမှာအဲ့ဒီလူတွေကမြင်သားနဲ့ဖြစ်ကြတယ် ထေသားပဲတထေသားတွေပေါ့လေပတ်စံရှိကြတယ်အပျော်ပါးတွေပဲကြတယ်အဲ့တော့အမျိုးသမီးတယောက်ကိုခေါ်သွားပြီးတော့ပတ်စံပြမယ်ဆိုပြီးတော့ခေါ်သွားပြီးတော့ပျော်ပါးကြတယ်ပျော်ပါးပြီးတော့သူတို့ကအဲဘယ်သူမှမသိတဲ့နေရာမှာပျော်ပါးကြတယ်ဆိုတဲ့အခါကျတော့ကိုယ်သူ့လိုတွေ့ရမယ်အမျိုးသမီးကိုသူတို့ကဘယ်လိုလုပ်ဖြစ်သွားလဲဒီဘက်ကလည်းမပေးတော့ဘူးကသူ့လည်းဖြောင်းလိုက်တော့ပဲဆိုပြီးတော့ပိုက်စံလည်းမပေးဘဲနဲ့အဲ့ဒီအမျိုးသမီးကိုသူတို့ကတတ်ပြီးခဲ့တယ်အတိတယ်အမျိုးသမီးကဒီကောင်းနေကတတ်တော့ပါ ငါ့ဟိုတခါသေးနေတော့ဘဝလေးသိအောင်မလိုက်တတ်နိုင်ဆိုပြီးတော့ချိန်သွားတာအဲ့ဒီဘိမဘလို့ဖြစ်ပြီးတော့တခါလေးဖြစ်တဲ့ဘဝဒီလူတွေမရောက်တော့ဆိုလောကကြီးထဲမှာလိုက်ကြည့်လိုက်ကြည့်ပြီးတော့တွေ့ရတရားလိုက်တတ်တာပဲဖြစ်တဲ့နေရာလိုက်တတ်တာကဲအဲ့ဒါဘာလို့အတ္တခါတာလို့ဆိုလို့ရှိရင်ကိုကတတ်ခဲ့လို့ဒီလိုဆိုရင်ယတ္တဝဘူးလဲဆိုရင်ကိုယ်ဝဲဖြစ်တယ်ဒါကြောင့်တို့တဲ့ကာ ကိုယ့်ရန်သူကိုမဖြစ်စေဖို့ရန်အတွက်မကောင်းမှုတွေကိုဆောင်အောင်မကောင်းမှုတစ်ခုလုံးလိုက်တိုင်းတစ်ခုလုံးလိုက်တိုင်းမကောင်းမှုမကောင်းဆိုးကျိုးတွေရောက်လာမှာပဲရန်သူတွေတစ်ခုတိုးလာတယ်ပြဿနာတွေတစ်ခုတိုးလာတယ်အခက်အခဲတွေတစ်ခုတိုးလာတယ်တိုးလာတယ်လို့မှတ်ပြီးတော့အဲ့ဒီကိုယ်ပြဿနာကိုကိုယ်ဖြေရှင်းမယ်ဆိုလို့ရှိရင်မကောင်းမှုတွေကိုရှောင်ကိုယ်ဒုက္ခတွေကိုကိုယ်ရှောင်မယ်ဆိုလို့ရှိရင်မကောင်းမှုတွေကိုရှောင် အဲ့လိုရှောင်လိုက်မှလည်းဘာဖြစ်လဲဆိုလို့ရှိရင်ကိုချစ်သူကိုသာဖြစ်ပါလိမ့်ဆိုတဲ့ရလကရတယ်။ဒါကြောင့်ကိုချစ်သူဆိုတဲ့ကိုဒုက္ခမရောက်စေဖို့ရာကိုဆိုတဲ့မိမိဟာကာယကမကောင်းမှုဝစီကမကောင်းမှုမနောကမကောင်းမှုတွေကိုရှောင်ကြပါ။အတိညာရှိတဲ့ဘဝကိုရလိုက်တဲ့အခိုက်အတန့်မှာဒါငါတို့တွေကဘာပဲပြောပြောကာယကမကောင်းမှုတွေကိုရှောင်နေအောင်ကြိုးစားပြီးတော့ရှောင်မယ်။ ဝစီတာမကောင်းမှုတွေကိုစူးစမ်းပြီးတော့ရှောင်နေအောင်ရှောင်မယ်မနောကမကောင်းမှုတွေကိုစူးစမ်းပြီးတော့ရှောင်နေအောင်ရှောင်မယ်ဆိုပြီးတော့ရှောင်ကြပါကဲတို့တို့ရှောင်ကြရေးပေးနေတန်နေရန်နေအနေရည်ကင်းတဲ့ကင်းကြချမ်းသာတဲ့ချမ်းသာကြရေးနောက်ဆုံးအချမ်းသာကြီးချမ်းသာရပြီးတော့နိဗ္ဗာန်ချမ်းသာကြီးကိုညာမကြကိုစီကိုမမျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သတည်းအာမင် 愿意在困境改变，那你所有的人生下一定要不相信，那你所有的人生一定要没有保养，没把那那，不是哟，阿杜，现在就这样，阿杜在哪里的瓜，不要保养就够，一生多吃鱼，不要把。

minha protege. Eu vou agradecer a Deus. Eu vou agradecer a Deus. Obrigado, meu Deus. Obrigado, meu Deus. Ai, o Tendão. Ai, o o Tendão. Ai, o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  Eu ယနေ့ပါကုန်ယနေ့ပါကုန်ပြည့်ညံစွာပြည့်ညံစွာဘုရားပါတော်ဤယနေ့ပါရှင်ဗျာဒီတော်တော်ဤဒီတော်တော်ဤဘုမာကဘုမာကဘိဝဘုမာဒီတော်တော်ဆွေမျိုးများနဲ့ဆွေမျိုးများနဲ့ရှင်ဗျာရှင်ဗျာဘုရားကဘုရားနဲ့ဒီတော်တော်ဒီတော်တော်

သောသစ္စာကိုဘုရားပေါင်းလို့အာဘုရားပေါင်းလို့အာဘုရားပေါင်းလို့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 ဘုရားပေါင်းသံပါရပြီသံပါရပြီပြာပါစေတော်ပြာပါစေတော်အာမေန်သာသနာ့ညာညာ